ကျင်းဝချမ်းသာမှုများအဆုံးပိုင်းဆိုင်ထားတဲ့ကစားမဆင်အောင်ဘောလကမှာကစားမတွေအမွေချင်းမြောင်များရရှိကြတဲ့ဆွဲအမြင်အောင်အမြဲတမ်းမေကွန်းထုတ်ဆရာဖြစ်ခဲ့ပါတယ်ဘောလအကစားကဘာတွမ်းမှာလူအများစုကိုစီးလုံးစီပြီးပါဝင်ပတ်သက်နေတဲ့မွေချင်းပမာဏဟာစိတ်ကူးမြင်နိုင်လောက်အောင်ဖြစ်နေပါတယ်ဒီနေ့မှာတော့လက်ရှိကစားနေစေကစားမတွေတကချမ်းသာကြွယ်ဝမှုအများအဆုံးဆဲကိုရွေးချယ်ဖော်ပြပေးလိုက်ရပါတယ်နံပါတ်10ရောဘတ်လီဗန်နော့စကီပိုင်ဆိုင်မှုပေါင်63တန်းလက်ရှိဘာစနာရဲ့တိုက်စစ်မှုဖြစ်တဲ့ ဗောလန်သား Robert Lewandowski ဟာသူ့ရဲ့ကစားမဘွားတစ်ချောင်းလုံးမှာ Bayern Munich နဲ့ Dortmund တို့လိုကလပ်တွေမှာ Golden Sun ရဲ့အလွန်ကောင်းခဲ့သူဖြစ်ပါတယ်။အသက်38နှစ်ရှိပြီဖြစ်တဲ့သူဟာနှစ်ပေါင်းများစွာဘောလုံးလောကရဲ့လာဆာမင်းဆုံးကစားမများတွေကတိုးပြင်းရက်တည်ခဲ့ပြီးငွေကြေးတွေစဉ်ဆက်မပြတ်ဝင်ရောက်နေသူဖြစ်ပါတယ်။နံပါတ်5 Mohamed Salah ပိုင်ဆိုင်မှုပေါင်66တန်း မွာမက်ဆာလာကမ္ဘာပြင်းထန်ဆုံးလီလိုတတ်မှတ်ခံရတဲ့ပရီးမီးယားလိမှာဂိုသွင်းအနုပညာကိုအပိုင်ဆုံးကျွမ်းကျင်သူဖြစ်ပါတယ်၂၀၁၉ရာသီကလေးကလီဗာပူးကိုရောက်လာခဲ့တဲ့အီဂျစ်သားဟာအင်္ဂလန်မှာကိုရီးယားအဆက်မပြတ်သွင်းယူခဲ့ပြီးသူ့ရဲ့စီးစိမ်အုပ်စာတွေဟာကွင်းပြင်မှာစပွန်ဆာများနဲ့တပတ်ပေါင်၄သိန်းဝန်းကျင်ရှိတဲ့လာဆာအမင်းဆုံးစာချုပ်များပေါင်းစပ်မှုကနေရရှိထားတာဖြစ်ပါတယ်နံပါတ်၈အန်တိုနီဂရက်စမန်ပိုင်ဆိုင်မှုပေါင်း68သန်းအတလီကိုမဲထွင်းအသင်းရဲ့ပြင်သစ်ကစားမအန်တိုနီဂရက်စမန်ဟာနီးပြဒီအေကိုစီမံလက်အောင်မှာကမ္ဘာအဆင့်ကစားမ ဖြင့်ဂုံဘော့ကိုပြန်လည်တီထောင်နိုင်ခဲ့ပါတယ်။တခြားကကွာလာစုကိုစုဦးခဲ့မှုတဲ့သူဟာအခုလိုခြေစွမ်းတက်လာတာနဲ့အများငွေကြီးအမှတ်တဆင့်များရဲ့စပွန်ဆာစာချုပ်များစွာကိုပါရရှိပိုင်ဆိုင်ထားပြီးပိုင်ဆိုင်မှုကလည်းတိတိကျကျတိုးတက်လာတာဖြစ်ပါတယ်။နံပါတ်9ဆောင်းမင်းပိုင်ဆိုင်မှုပေါင်း85တန်းတနင်္ဟောစပါနဲ့အသင်းသူရဲကောင်းဖြစ်ခဲ့မှုတဲ့ဆောင်းမင်းဟာ2025နှစ်ရာသီမှာမေဂျာလီရဲ့ဈေးကြီးဆုံးကစားမဖြစ် Law Angeles FC ကိုပြောင်းရွှေ့ခဲ့ပါတယ်။ကွင်းအတွင်းခြေစွမ်းပြင်သူဟာအာရှတိုက်ရဲ့အလွန်လိုချင်များတဲ့အမှတ်တင်ကြတာတစ်ခုဖြစ်တာကြောင့် အဲ့ဒါတော့အမတ်စိတ်များရင်စပွန်ဆာကိုရရှိခဲ့ပြီးသူရဲ့ဘောလုံးမပွားဝင်ဝင်ပြီးကိုပိုင်အမတ်စိတ်တန်မှုကိုမြင့်တင်နိုင်ခဲ့သူဖြစ်ပါရင်ဒီမဲ့ချောင်းပွားပွားပါပိုင်ဆိုင်မှုပေါင်း63တန်းကမ္ဘာကျော်ကွင်းတဲ့လူပွားပွားပါဟာမန်ချက်စတာတိုင်းတက်မှာအတက်ကြများစွာရှိခဲ့ပေမယ့်ဒီမဲ့ထဲမှာအခြေစွမ်းပြခဲ့ခြင်းကကမ္ဘာအကောင်ဆုံးကွင်းတဲ့လူများတွေကတူအဖြစ်အသိမှတ်ပြုခံခဲ့ရပါတယ်။သူအရင်ချင်းရှိခဲ့အပြင်ဈေးကွက်ရရှိမှုမြင်မှသူဖြစ်တာကြောင့်ဆက်ရှိလာကြပွဲပယ်ဖြစ်နိုင်ရရှိခဲ့ပေမယ့်သူရဲ့ပိုင်ဆိုင်မှုကပေါင်း63တန်းရှိနေပါတယ်။နံပါတ်5ကာရီဘန်စီမှာပိုင်ဆိုင်မှုပေါင်းတန်း150 ထိတ်ဆုံးအောင်ဆင်းကိုဝင်ရောက်လာသူကတော့ဘောလုံးသမိုင်းမှာအကြီးကျယ်ဆုံးတိုက်စစ်မှုတွေကတူးဖြင့်သတ်မှတ်ချင်းခံခဲ့ရတဲ့ပြင်သစ်သားကာရန်ဘန်စီမာပဲဖြစ်ပါတယ်။သူကရင်းရှင်စာချုပ်ကြီးများနဲ့လားဆောင်များစွာရရှိခဲ့ကြအောင်ပိုင်ဆိုင်မှုပေါင်း350ရှိနေပြီး2023ခုနှစ်မှာ Saudi Arabia က NATF ကိုပြောင်းရွှေ့ခဲ့ပြီးတဲ့နောက်သူရဲ့စီးတဲ့ဥစ္စာတွေကပုံမတူပါလာနေပါတယ်။နံပါတ်၄ Kylian Mbappe ပိုင်ဆိုင်မှုပေါင်း186တန်း လက်ရှိ Real Madrid အသင်းရဲ့အဓိကကစားသမား Kylian Mbappé ဟာ2024နှစ်ရာသီကပြောင်းရွှေ့လာခဲ့ပြီးတဲ့နောက်လားစာများများရရှိနေသူဖြစ်ပါရင် Cristiano Ronaldo ရဲ့အရင်ရာကိုဆက်ခံမဲ့သူဖြစ်မြင်တွေ့ခဲ့ရတဲ့ Mbappé ဟာ2019ခုနှစ်ကတည်းက Nike နဲ့အရေးပါတဲ့ sponsor စာချုပ်ကိုချုပ်ဆိုထားပြီးသူ့ရဲ့ထူးပေါင်းအောင်မြင်မှုတွေကလည်းတဆင်သူ့ရဲ့ပိုင်ဆိုင်မှုကပေါင်186တန်းမြင့်တက်လာခဲ့တာဖြစ်ပါရင်နံပါတ်3 Neymar Jr. ပိုင်ဆိုင်မှုပေါင်180တန်းကမ္ဘာဘောလုံးပရိသတ်တွေပတ်စံပေးပြီးကြီးစုကျင်ရလောက်အောင်ဖျော်ဖြေသမားနေမဂျူနီယာဟာလက်ရှိမှာသူ့ရဲ့စာတိ စမ်းတို့ကိုပြန်လည်ရောက်ရှိနေပါတယ်။သူရဲ့ပိုင်ဆိုင်မှုစုပေါင်းကပေါင်တန်180ဟာကလလစာရင်အပြင်ပူမာနဲ့တနည်းပေါင်း93တန်းစာချုပ်ရပ်ဘူးနဲ့ရပ်ပလေးချင်းတို့ရဲ့တာမန်ခန်းကဏ္ဍများအပါအဝင်ဝင်မင်းမျိုးကနေစုဆောင်ထားခြင်းပဲဖြစ်ပါတယ်။နမန်နဲ့လျော်နေမန်စီပိုင်ဆိုင်မှုပေါင်တန်း620 ဘောလုံးတိုင်းမှာဂေါဖြစ်အမြဲတမ်းအစံချိန်တင်မှတ်တမ်းများစွာကိုချိုးပြနေသူလည်းနေမယ်စီအောင်အင်တာမိုင်ယာမီမှာကစားရင်အနာရုံတော်မယ်နောက်ဆုံးအချိန်များကိုပျော်ရွှင်စွာနဲ့ဖျက်ဆီးနေသူပါကဘာဗလာဆုတ်ခုတ်ခဲ့မှုနဲ့မယ်စီအောင်ပေါင်တန်း60ပိုင်းဆိုင်လာပြီးအတက်ကဘာစနာရဲ့လာစာများနဲ့လက်ရှိသားစာတွေပြင်စပွန်ဆာလိန်ကနေပြီးတော့ကြီးမားတဲ့ဝင်ငွေတွေရရှိခဲ့တာဖြစ်ပါတယ် နံပါတ်1ခရစ်စတီယာနိုရော်နယ်ဒိုပိုင်ဆိုင်မှုပေါင်10ဘီလီယံကျော်ကမ္ဘာမှာအကျော်ကြားဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ခရစ်စတီယာနိုရော်နယ်ဒိုဟာလက်ရှိမှာကမ္ဘာအချမ်းသာဆုံးဘောတမအဖြစ်ရပ်တည်နေသူဖြစ်ပြီးပိုင်ဆိုင်မှုစုစုပေါင်းပေါင်10ဘီလီယံကျော်ကိုပထမဆုံးရောက်ရှိခဲ့သူဖြစ်ပါတယ်။ဆာရီဘရလီကအန်ဆာနဲ့ချုပ်ဆိုထားတဲ့စာချုပ်ကြီးအပြင်ဆီယာဆင်မအမတ်စိတ်ကလီယာရှန်ဘူး DA ဆန်အန်စတဲ့ကမ္ဘာများစွာနဲ့စာချုပ်တွေကနေလည်းဝင်ဝင်များစွာရရှိနေတာကြောင့်စာရင်းများကိုချုပ်ပြလဲရှိတဲ့ဘော်ဒီကစင်ဝင်ကစားသမားဟာအနိုင်ဝီနောက်မှာလည်းဆက်လက်ကြေဝါချမ်းသာနေဦးမှာဖြစ်ပါတယ်။